ဒီဗီဒီယိုလေးကတော့ဖတ်ထုတ်ကြိုက်တဲ့သူတွေအတွက်လုံးဝလက်လွတ်မခံသင့်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Flow Vine Joy Channel အနေနဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့တော့ဖတ်ထုတ်ကြောဖတ်ထုတ်ပြုတ်ကဖတ်ထုတ်စီချက်လုံးမျိုးကိုဒီဗီဒီယိုလေးတစ်ပုဒ်ထင်ပါတယ်ပြောပြပေးသွားမှာမဟုတ်လို့ဖတ်ထုတ်ရိုက်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးထိဆက်ပြီးတော့ကြည့်ပေးပါဦးခင်ဗျာ။ဖတ်ထုတ်စာလုပ်ဖို့အတွက်ပထမဆုံးစက်တူဗျူတအုပ်ကိုအခွန်ခွာပြီးတော့ထောင်းထားလိုက်ပါမယ်။ ဂေါ်ပြီကတော့ကိုအစာလိုချင်သလောက်ပမာဏထည့်နိုင်ပါတယ်။အခုကတော့ဂေါ်ပြီကိုတစ်စိတ်သုံးပါမယ်။ဂေါ်ပြီကိုအရင်ဆုံးမထုမပါအရွယ်လေးလှီးလိုက်ပါမယ်။လှီးပြီးသွားပြီဆိုရင်တော့ရေးဆေးပြီးတော့နုံနုံပြင်ဆင်ထားပါမယ်။လုံးလုံးစင်ပြီးသွားပြီဆိုရင်တော့အစာနေမဲ့စလုံးလေးကိုထည့်လိုက်ပါမယ်။ ကူဆိုင်ကိုလည်းရေးဆေးပြီးတော့ပါပါလေးလိထားပါမယ်။လိပြီးသွားပြီဆိုရင်ဆော့ဆော့ကကော်ပြီးထည့်ထားတဲ့စလုံးတွေကိုပဲထည့်လိုက်ပါမယ်။ထောင်းထားတဲ့ကြက်သွင်ပြူကိုထည့်ပါမယ်။ငဖေကို10ဆသားအသုံးပြုပါမယ်။ဝက်ကြိတ်သားကတော့ 300g အသုံးပြုပါမယ်။ငဖေရောဝက်ကြိတ်သားကိုဆောဆောအစာရည်ထဲထည့်လိုက်ပါမယ်။ဘဲငက်ပြားရဲ့အကြည်ကိုဇပွဲတင်စုံနဲ့နှစ်စုံထည့်ပါမယ်။ ခယူစီစပွဲတင်စုံနဲ့တဆုံးထည့်ပါမယ်။စီပွဲကိုလည်းစပွဲတင်စုံတဆုံးကထည့်ပါမယ်။နှင်းချက်အရက်ကိုတော့စပွဲတင်စုံတဝက်ခန့်ထည့်ပါမယ်။စားထည့်ပါမယ်။တခြားတော့ထမင်းစားစုနဲ့နှစ်စုံထည့်ပါမယ်။မယုတ်ကောင်းမှုထည့်ပါမယ်။ပြောင်းကုန်တော့ထမင်းစားစုတဆုံးပေါင်းပေါက်စာလောက်ထည့်လိုက်ပါမယ်။ပြီးတော့အကုန်လုံးကိုတေချာလေးတတ်မှတ်ပြီးတော့နှံ့ပေါင်းလို့နေပြပါမယ်။ နေပြီးသွားပြီဆိုရင်တော့ခဏအရသာနှက်ထားပါမယ်။ဖတ်ထုတ်အစာကိုအရသာနေပြီးသွားတဲ့အခါမှာအရသာမြည်ကြည့်ဖို့အတွက်အနည်းငယ်ကိုစီနဲ့ကြော်လိုက်ပါမယ်။ကြော်ပြီးမြည်ကြည့်လို့အရသာ OK ပြီဆိုရင်ရပါပြီ။အရသာနှက်ထားလို့မှပဲကြက်ရိုးပြုတ်ကြီးလှုပ်ထားပါမယ်။ပထမအဆုံးကြက်ရိုးကိုရေတိချာဆေးပြီးတော့ပြုတ်မဲ့အိုးတွေကိုထည့်ထားလိုက်ပါမယ်။ဆန်ွေးမုန့်အနည်းငယ်ထည့်ပါမယ်။စားထည့်ပါမယ်။ခီးရွက်မုန့်ထည့်ပါမယ်။ပြီးတော့အရာသာတေချာလေးနှက်အောင်နေပေးပါမယ်။နေပြီးတော့ရင်တော့ကြက်ရိုးမြုပ်အောင်ဖြည့်ထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်။ ကြက်သားပြုတ်ထားတော့မှာပဲဖတ်ထုတ်ထုတ်ထားပါမယ်ဖတ်ထုတ်ရွက်ကတော့လုံပြီးသားကိုပဲဝယ်ပြီးတော့အသုံးပြုလိုက်ပါတယ်ပထမဆုံးဖတ်ထုတ်ရွက်ရဲ့အလေမှာအစာလေးတင်လိုက်ပါမယ်အစာထည့်တဲ့အခါမှာအရင်လောပကြည့်ရင်ထုတ်ရလေးခက်ပြီးတော့အကြက်မညီနိုင်တော့ဘူးလို့အစာရောအနီတော်လောက်ပဲထည့်ပါမယ်ပြီးတော့ရင်ဖတ်ထုတ်ရဲ့အနားကိုရေစွပြီးတော့အနားတစ်ဖက်ကိုအတွန်လေးတွေခောက်ပြီးဖိပေးလိုက်ပြီးဆိုရင်ရပါပြီ ဒီနည်းအခက်တယ်ဆိုရင်တော့ဖတ်ထုတ်အလွယ်ထုံနည်းကိုအရင်ဖတ်ထုတ်ကြော်ဗီဒီယိုလေးရဲ့အဆုံးမှာပြောပြပေးထားပါတယ်ခင်ဗျာအခုဆိုရင်တော့ဖတ်ထုတ်တွေရပါပြီဖတ်ထုတ်ထုတ်ပြီးလို့အခုလိုမျိုးထပ်ထားတဲ့အခါမှာချက်ချင်းမကြော်ပြစ်သေးရင်တော့ကတ်သွားတာဖြစ်လို့အခုလိုမျိုးမထပ်ဘဲနဲ့တစ်ခုစီခွဲထားတော့ပိုကောင်းပါတယ်ဖတ်ထုတ်ထုတ်ပြီးတဲ့အချိန်မှာကြက်သားပြုတ်ထားလေးစူပြီးဖြစ်လို့အဖုံးအဖွင့်လိုက်ပြီးတော့ဟိုးပေါက်မှာကတ်နေတဲ့ကြက်သားရဲ့အမြုပ်လေးတွေကိုဖယ်လိုက်ပါမယ်ပြီးသွားရင်မီးအေးအေးနဲ့ဆက်တည်ထားပါမယ်အခုဖတ်ထုတ်စီချက်အတွက်စီချက်ချက်ဖို့ကြက်သွုံအဖြူကိုပပလိထားပါမယ် ီးတော့ရင်စီချက်ချက်ဖို့အတွက်အိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်ဆန်းရင်းအနေငယ်ထည့်ပြီးတော့ကြက်သွုံဖြူကိုထည့်ပြီးတော့စီချက်ချက်ပြီးပါမယ်။ကြက်သွုံဖြူစီချက်ရပြီဆိုရင်တော့ပကံတစ်ခုတည်းကိုထည့်ပြီးတော့အေးခံထားလိုက်ပါမယ်။ ောက်ဖတ်ထုတ်စီချက်နဲ့ဖတ်ထုတ်ပြုတ်တွေကိုထည့်ဖို့အတွက်ကျတုံမိတ်ကိုရေးဆွေးပြီးတော့ပါပါလည်လာလိုက်ပါမယ်။ဖတ်ထုတ်ကြော်အတွက်ကကွန်ပုံတစုံကိုရေးနဲ့ခက်ကြီးကြီးလေးဖြော်ထားလိုက်ပါမယ်။အခုဖတ်ထုတ်စာကြော်ပါမယ်။ပိုးတွေကိုစီနင်းငယ်ထည့်ပြီးဖတ်ထုတ်လေးတွေကိုစီပြီးတော့ထည့်လိုက်ပါမယ်။ဒီလိုမျိုးစီထည့်ပြီးသွားပြီဆိုရင်တော့ပြီးဖွင့်လိုက်ပါမယ်။ပြီးဖွင့်ပြီးတော့ဖတ်ထုတ်ကိုစီထည့်ထားတဲ့အတိုင်းခဏကြော်လိုက်ပါမယ်။လှန်ကြည့်လို့အောင်းသားလေးကြွပြီးဆိုရင်တော့ဖြော်ထားတဲ့ကော်ရီကိုလောင်းထည့်လိုက်ပါမယ်။ ကော်ရီလောက်ထည့်ပြီးသွားရင်တော့ရေလေးအနည်းငယ်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တေချာနှံ့သွားလို့အိုးအနည်းငယ်လှုပ်ပေးလိုက်ပါမယ်။ဖောက်အုပ်ပြီးတော့ရေခန့်သွားတဲ့အထိကြော်ပေးပါမယ်။ဖုံးပြပွေးတဲ့အခါမှာရေခန့်ပြီးတော့အောင်နားလေးလည်းကျွတ်နေပြီဆိုရင်တော့အနားလေးတွေကိုလိုက်ထိုးပြီးတော့ကလုံလိုက်ပါမယ်။အနည်းငယ်လှန့်ကြည့်လိုက်လို့အောင်နားကကျွတ်နေအောင်တွေ့ရပြီဆိုရင်တော့ဖတ်ထုတ်ချင်ရတယ်ဆိုပါလေ။နားပတ်ပတ်လေးကိုတေချာထိုးကလုံလိုက်ပြီးတော့ပကံနေကိုမှောက်ချလိုက်ပါမယ်။ ဒါဆိုရင်တော့အရသာအရင်ရှိတဲ့ဖတ်ထုတ်အိုကက်ကျော်လေးကရယူပဲဖြစ်ပါလေဖတ်ထုတ်အိုကက်ကျော်နဲ့တွဲစားတဲ့အချင်းလုံးကြီးကိုတော့အရင်ဖတ်ထုတ်ကျော်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးထားဖြစ်တဲ့အတွက်ခုဗီဒီယိုလေးမှာတော့အကြံပြုပဲဖော်ပြပေးလိုက်ပါတယ်ခင်ဗျာအချင်းအတွက်ကဂျင်းကိုပပလှီးပြီးတော့ပဲငယ်ပြားရဲ့အကြီးရှာလကာကြီးရေတို့နဲ့ဖြော်ပြီးတော့နှဲနှင်းငယ်ထည့်ပေးလိုက်မယ်ဆိုရင်ရပါပြီဖတ်ထုတ်စီချင်တဲ့ဖတ်ထုတ်ပြုတ်လို့အတွက်ကဖတ်ထုတ်ကိုအရင်ဆုံးရှင်ရွေးပူပူထဲမှာထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ခမင်းကြီး9မိနစ်လောက်ပြုတ်ပြီးသွားပြီဆိုရင်တော့ဖတ်ထုတ်လေးတူပြန်ပြီးတော့ဆေးထားလိုက်ပါ ဖတ်ထုတ်စီချက်နဲ့ဖတ်ထုတ်ပြုတ်အတွက်တပွဲစာစီထည့်ထားလိုက်ပါမယ်။ဖတ်ထုတ်ပြုတ်အတွက်ကစက်သားပြုတ်ရီကိုခတ်ပြီးတော့ထည့်လိုက်ပါမယ်။စက်သားပြုတ်ရီကတော့ကိုယ်စိတ်ကြိုက်ပါမှာထည့်လို့ရပါတယ်။ဘဲငယ်ပြိုင်အကြီးအနည်းငယ်ထည့်ပါမယ်။စီချက်ဖက်လေးထည့်လိုက်ပါမယ်။မြူကောင်းမှုအနည်းငယ်ထည့်ပါမယ်။ပပလီထားတဲ့ကျန်သူမေးလေးကိုဖြူပေးလိုက်ပါမယ်။ကဲဒါဆိုရင်တော့ဖတ်ထုတ်ပြုတ်ကြိုက်တဲ့သူတွေအတွက်ကအရင်နေစားလို့ရတဲ့ဖတ်ထုတ်ပြုတ်အီအီလေးကိုရယူပေးဖြစ်ပါတယ်။ဒီနေရာမှာကြက်ပြုတ်ကြီးကအနည်းငယ်ပော့နေသေးတယ်ဆိုရင်တော့စားထည့်လို့ရပါတယ်။ ီရှားလေးနှက်အောင်မှုလိုက်ပြီးရင်တော့ရသာအရင်ရှိတဲ့ဖတ်ထုတ်ပြုတ်လေးကိုတုံးဆောင်ရပါပြီဖတ်ထုတ်ပြုတ်လိုပဲဖတ်ထုတ်စီချက်လောက်အားလည်းမခတ်တာဖြစ်တဲ့အတွက်ဖတ်ထုတ်စီချက်လုံးကြီးလေးကိုပါတစ်ဆက်တည်းဆက်ပြီးတော့ပြပိုင်ပါမယ်ဆော့ဆော့ကပြုတ်ပြီးတော့ဆေးထားတဲ့ဖတ်ထုတ်လေးကိုစီချက်အဖက်ကောစီရောထည့်လိုက်ပါမယ်နေတဲ့အခါမှာနေလို့ကောင်းလို့ကြက်ပြုတ်ကြီးလေးအနည်းငယ်ထည့်ပါမယ်ငရုတ်ကောင်းဖို့အနည်းငယ်ထည့်ပါမယ်ခီးရွက်ဖို့ထည့်ပါမယ်ပဲငယ်ပြားရဲ့အကြီးအနည်းငယ်ထည့်ပါမယ်ခရုစီအနည်းငယ်ထည့်ပါမယ် ပြီးတော့အဲဒီကျသူမိတ်လေးဖြူပြီးတော့တေချာနှံ့အောင်နေပေးလိုက်မယ်ဆိုရင်ဖတ်ထုတ်စီချက်လေးရယာယူပေးဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဖတ်ထုတ်ထုတ်တာစပြီးတော့ဖတ်ထုတ်ကြောဖတ်ထုတ်စီချက်ဖတ်ထုတ်ပြုတ်တို့ကိုကိုယ်တိုင်အိမ်မှာလွယ်လွယ်ကူကူလိုက်လုပ်စားနိုင်မယ်လို့ယူဆပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်ကြီးမဟုတ်လို့နေရို့အပတ်စဉ်တနင်္လာပုံတစ်ခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတိဆက်ပြီးတော့မှာလို့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye.